အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါနဲ့ဘုရားသခင်ရဲ့ကွယ်ကားမှဆမှုရဲ့အောက်မှာအားလုံးဒီကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြားတာနေတဲ့သူတွေစေယုံစေခန်းတွေမှာရောက်နေတဲ့သူတွေဘဝအသက်တာတွေမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားရခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမေတ္တာပို့တာပါတယ်ရှလ ோம் အလုံးပေါ်မှာခြောက်ရဖျားထံမှာလာတော့ညီတဲ့ခြင်းတက်ရောက်ပါစေ ဘုရားခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ6ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွာဆင်ခြင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အပိုင်ငယ်15ကနေ7ခုထိဖြစ်ပါတယ်။လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနှင့်လောကကိုချစ်သောသူမြည်ဒီကခမဲတော်ကိုချစ်ခြင်းမြတ်တာမရှိ လောက၌ရှိသည်မြသောအရာသီးဟုသောကိုကာယတက်မဲ့ခြင်းမျက်စိတက်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမဲတော်နှင့်မဆက်ဆိုင် လောကနှင့်တဆိုင်ကြ၏လောကနှင့်လောကီတက်မဲ့ခြင်းသည်၍တွား क्वे ပြောက်တတ်၏ဖျာခင်ဤအလိုတော်နှင့်အညီကျင့်တော်သူမူကားနေဆ ထာဝရတည်ဤကျမ်းပိုက်အဖြစ်ဖျားခဲ့အထူးကောင်းချီးပေးပါစေ။လောကီလောကကတခဏတာဖြစ်တယ်။လောကမှာရှိတဲ့အရာတွေကိုမချစ်နဲ့လို့ကျမ်းစာကပြောပါတယ်။လောကမှာမြင်နေရသည်မြ၊ရှိရှိသည်မြအရာအားလုံးက တခဏအသွင်းမှာကွယ်ပြောက်သွားမယ့်အရာတွေဖြစ်တယ်။လောက၌ရှိသည်မြတော့အရာသိဟုတော့ကိုကာယတက်မဲ့ခြင်း။အတွေ့အသံသကိုကာယရဲ့တက်မဲ့ခြင်းတွေကလည်းတခဏတာဖြစ်တယ်။ မျက်စိတက်မက်ခြင်းတမချန်းစာတဲ့ကရှန်ဆောင်ကတဘာမျိုးသားဖြစ်တဲ့ဖိလစ်တိမျိုးသမီးတွေကိုသူကတက်မက်ဆွဲလန်းခဲ့တယ်မျက်စိရဲ့တက်မက်ခြင်းဖြစ်တယ်နောက်အခါမှာသူချစ်ရတဲ့ဖိလစ်တိမျိုးသမီးတွေကသူ့ရဲ့မျက်လုံးကိုဖောက်ဖို့ပြင်ဆင်ခဲ့ကြတယ်ဒါကြောင့်မျက်စိရဲ့တက်မက်ခြင်းမြင်ရတဲ့အရာပေါ်မှာတက်မက်ဆွဲလန်းခြင်းကိုရှောင်ကျဉ်ဖို့လိုတယ်လော်ကီစီးစိန်တိုင်းဝါကြွားခြင်းတို့ဒီခမဲတော်နေ့မဆက်ဆိုင်လို့ကျမ်းစာကပြောပါတယ် လောကမေတ္တာဆိုင်ကြ၏လောကီစည်းစိမ်ပေါ်မှာဝါကြွားဝမ်းမြောက်နေပြီလားဒါရီအားလုံးကကွယ်ပြောက်သွားနိုင်တဲ့အရာရွေ့သွားနိုင်တဲ့အရာတွေဖြစ်တယ်ဘုရားခင်ရဲ့အလိုတော်နဲ့ညီကျင့်တော်တူမူကနိစ္စသာရတိလို့ကျမ်းစာကပြောပါတယ် ဒါကြောင့်အရာအားလုံးထက်ဖျားသခင်ကိုချစ်ကြရအောင်ကောလောသဲဩဝါဒစာခန်းကြီးတုံးအပိုင်ငယ်နှစ်မှာမြေကြီးပေါ်မှာရှိတော်အရာတို့ကိုဆွဲလန်းတော်စိတ်မရှိကြနဲ့အထက်အရာတို့ကိုဒါစိတ်ဆွဲလန်းခြင်းရှိကြလော အထက်အရက်ကိုမျောကြည့်ဖို့ဖျားကိုမျောလင့်ခြင်းနဲ့အသက်ရှင်ဖို့ဖြစ်တယ် 35ချိန်မြောက်သောဆာလံအပိုင်ငယ်9မှာတိုးဖြစ်လျင်၌ဤဝိညာဉ်တည်ထာဝရဘုရားကိုအမိပြု၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ကဲတင်တော်မူခြင်းအကြောင်းကိုလည်းအမိပြု၍စိတ်ရွှင်လန်းမြူးတူးခြင်းရှိလိမ့်မည်။ကျမ်းပိုင်အဖြစ်ဘုရားခင်အထူးကောင်းချီးပေးပါစေ။ဆာလံဆရာရဲ့ဘဝအတ္တကဘုရားသခင်ကိုအမိတည်းဟဲပြုပြီးအသက်ရှင်တယ်။ဘုရားကိုမိထားပြီးရတဲ့ဝမ်းမြောက်ခြင်းဘုရားကိုအမိပြုပြီးရတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်။ကဲတင်တော်မူခြင်းအကြောင်းကိုလည်းအမိပြု၍ စိတ်ရွှေလန်းမြူးတူးခြင်းရှိလိမ့်မည်ဝမ်းမြောက်ခြင်းကဖျားခင်ပေါ်မှာတည်ဆောက်ထားတယ်ဖျားခင်ကိုမိခိုကိုးစားခြင်းနဲ့အသက်ရှင်ပြီးရရှိလာတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်63ချိန်မြောက်တော့ဆာလံပိုက်ငယ်9မှာအိယာပေါ်မှာကိုရောကိုအောင့်မေ၍ညယံတို့၌ကိုရောကိုစင်ကျင်လျက်နေတော့ခါစီဥကို၎င်းစူတော့အတားကို၎င်းစား၍ဝတဲ့ကဲ့သို့အချနှုတ်ဤဝိညာဉ်သည်ဝ၍ရွှေလန်းတော်နှုတ်ခမ်းနှင့်အချနှုတ်ဤနှုတ်သည်ကိုရောကိုချီးမွမ်းပါမည် မိမိအိတ်ဆက်အနာယူရမယ့်အိယာပေါ်မှာတောင်းမှဘုရားခင်ကိုအောက်မေ့တယ်ဘုရားကိုတတိရတယ်ဘုရားကိုဆွဲလန်းခြင်းနဲ့ညအရံပါညတကောင်ရံအချိန်မှာပင်လျင်စင်ကြင်လျက်နေတယ်ဆာလန်ဆရာရဲ့ဘဝအသက်တာထဲမှာလွမ်းမိုးထားတဲ့အရာကဘုရားပြင်ဆင်ပေးထားတဲ့ကောင်းချီးမင်္ဂလာတွေမဟုတ်ဘူးမြင်နေရတဲ့အဥ္စာပစ္စည်းတွေမဟုတ်ဘူးဘုရားသခင်ကိုတော်တိုင်ဖြစ်တယ် သူ့ဘဝအသက်တာထဲမှာအလွမ်းမိုးဆုံးသောအရာကမြင်နေရတဲ့ဥစ္စာပစ္စည်းတွေမဟုတ်ဘူးဘုရားခင်ကိုရော်တိုင်လွမ်းမိုးနေတာဖြစ်တယ်ဒီနေ့ချစ်တော်မိတ်ဆွေသင်ဘဝအသက်တာထဲမှာဘယ်အရာတွေကပြည့်နေပြီလဲဘယ်အရာတွေကသင်ဘဝအသက်တာကိုအလွမ်းမိုးဆုံးဖြစ်နေပြီလဲသင်ကိုစိုးမိုးထားတဲ့အရာကဘာတွေဖြစ်နေပြီလဲဆန်းစစ်ပါဘုရားခင်ကိုစင်ကြအောင်မေ့ပြီးနေတဲ့အခါမှာ စူတော့အသားကို၎င်းစား၍ဝါတကယ်တို့အကျွန်ုပ်၏ဝိညာဉ်သည်ဝါ၍ရွှေလန်းသောနှုတ်ခမ်းနှင့်အကျွန်ုပ်၏နှုတ်သည်ကိုတော်ကိုချီးမွမ်းပါပြီအိယာတဲကနေပင်လျင်ဖခင်ကိုချီးမွမ်းနေတယ်ဖခင်ကကောင်းမြတ်ခြင်းအကြောင်းတွေကိုစင်ကြအောင်မိတဲ့အခါမှာစားစရာသုံးစုံတစ်ခုကိုစားရတကယ်တို့ မိန်ရှက်တယ်လို့ကျမ်းစာကပြောပါတယ်ရွှေလန်းတဲ့နှုတ်ခမ်းနဲ့ဖခင်ကိုချီးမွမ်းနေဒီနေ့တင်းပွားအသက်တာထဲမှာတူတူတယောက်ကတိုက်တွန်းလို့ဩငါအိယာထရင်ဖခင်ကိုချီးမွမ်းရမယ် တချင်းဆိုရမယ်ဖះကိုနှုတ်ဆက်ရမယ်ခရိယံဖြစ်နေတာလေဒီလိုတိချင်းကြောင့်တာဝန်ဝတ်တရားတစ်ခုအနေနဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘူးရှင်လန်းတဲ့နှုတ်ခမ်းနဲ့ဖះကိုချီးမွမ်းတယ်အဲ့ဒီချီးမွမ်းခြင်းကဖះရဲ့အကောင်းမြတ်ခြင်းတွေကိုခေါ်ဆောင်လာခြင်းဖြစ်တယ်ပန်းဝတ်မုံလေးတွေက လေထဲမှာ လွင့်ပါသွားတဲ့အခါမှာမွေးရနှက်နေလေငင်းကတည်ဆောင်သွားခဲ့တယ် ဒီချိန်မှာပြားတွေလိပ်ပြားတွေကအဲ့ဒီရတန်ကိုရတဲ့ခါမှာအပြဲအထန်လိုက်လာခဲ့ကြတယ်။ပန်းပွင့်လေးတွေနဲ့ပန်းဝတ်မုံတွေကပြားတွေကိုဆွဲခေါ်လာတဲ့ကဲ့သို့ရွှင်လန်းတဲ့နှုတ်ခမ်းနဲ့တည့်ရဲ့ချီးမွမ်းခြင်းတွေကဖျားခဲ့ကောင်းမြတ်ခြင်းတွေကိုခေါ်ဖိတ်နေခြင်းဖြစ်ပါတယ်။တကြောင်တင်ပွားအသက်တာထဲမှာတည့်ရဲ့မိသားစုထဲမှာဖျားခဲ့ကိုချီးမွမ်းတဲ့ချီးမွမ်းခြင်းတွေပြည့်ရှံနေပါစီ။ ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေဒီနေ့မနေ့မှာကြော်ညာစရာလေးတစ်ခုရှိပါရယ်လွန်ခဲ့တဲ့တနင်္ဂနွေညကစပြီးအောက်တိုဘာ Children Camp ကလေးသူငယ်ရက်တူတမချန်းစာတင်ဒန်းပြုလုပ်လျက်ရှိပါရယ်ချစ်ခင်လေးစားရပါတော့မိဘအုပ်ထင်းသူများမိမိတို့ရဲ့သားသမီး ကလေးသူငယ်များကိုဒီနေ့မနက်ပိုင်း10:00နာရီထိလာရောက်ပို့ဆောင်အပ်နံနိုင်ပါကြောင်းလေးစားစွာအသိပေးအကြောင်းကြားလိုက်ပါတယ်။ကျွန်တော်တို့တင်နှံ့သွဲဆူတောင်းခြင်းအဖြစ်တော်၎င်းစားစရာအစားအသောက်များလာရောက်လူတန်းပေးခြင်းအဖြစ်တော်၎င်းပါဝင်နိုင်တဲ့အကြောင်းကိုလည်းထပ်မံအသိပေးလိုပါတယ်။တာယာပျော်ရွှင်တဲ့နေ့ရက်ဖြစ်ပါစေ။ ားတဲ့ရှိသမျှအရာထဲကိုရောကိုချစ်တဲ့ကျွန်ုပ်ဘဝအတွက်အကောင်းဆုံးသခင်ပဲအနိုင်မဲ့တဲ့သူချစ်တွေအတွေ့ညီတူများမဲ့စကားလုံးများလိုက်လို့ရှာမတွေ့တဲ့ gowns only te lo god is she naya te grogo chi te mane ne ne now man that you let a young lady chin it dane gro shin shi Galone nai me a venet non dare tanta sogni me vivo a sonti dai corrogo che te လောကရဲ့ရှိသည်များရာထဲ ကိုရောကိုချစ်တယ်ကျွန်တော်ဘဝအတွက်အကောင်းဆုံးသခင်ပဲအနိုင်မဲ့တဲ့သူချစ်တွေတွေညီတို့များမဲ့စကားလုံးများလိုက်လို့ရှာမတွေ့တယ် လောကရဲ့ကောင်းဆုံးတွေထဲလောကရဲ့ရှိသမျှရာထဲကိုရောကိုချစ်တယ်နေနေနဲ့နာမနဲ့ပြန်လဲမပြန်လဲတဲ့ချင်းမြတ်တာနဲ့ကိုရောရှင်ရှိတယ် so ni me digo a so ti ta